ယူကရိန်းရင်ညှိနှိုင်းဆောင်ရွက်ပေးဖို့မိမိအနေနဲ့အသိရှိပါကြောင်းကုလတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောပါတယ်ယူကရိန်းဆိုင်ရာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလိုအပ်ပါကညှိနှိုင်းဖို့အသိရှိတယ်လို့ဂူတာရက်စ်ကပြောလာတာပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖုန်းခေါ်မှုတော့မရှိသေးပါဘူးဒါပေမဲ့ကျွန်တော်ပြောနိုင်တာကုလသမဂ္ဂရဲ့ဂျာဝင်ဆောင်ရွက်ပေးမှုကိုလက်ခံမယ်ဆိုရင်ဆောင်ရွက်ပေးဖို့အသိရှိကြောင်းကုလတွင်းမှုချုပ်ကရှင်းရှင်းလင်းလင်းပြောခဲ့တယ်ဆိုပါတယ် ရုရှားနဲ့ယူကရိန်းကိစ္စမှာအရင်ကလည်းအဲ့လိုလုပ်ခဲ့ပြီးဒါပေမဲ့မအောင်မြင်ခဲ့ပါဘူးအခုခါထပ်လုပ်ဖို့အခြေအနေတွေပေါ်လာလို့ခွင့်ပြုမယ်ဆိုရင်ထပ်မံဆောင်ရွက်ပေးဖို့အသင့်ရှိတယ်လို့ကူတာရက်စ်ကပြောပါတယ်ဘလာဆက်ရှင်နေကရုရှားနဲ့အမေရိကန်သမ္မတတွေဖြစ်တဲ့ပူတင်နဲ့ထရန်တို့ဟာယူကရိန်းစစ်ပွဲအခြေအနေစစ်ပွဲများအချိန်မြင့်တက်မှုကိုကာကွယ်ဖို့အတွက်အခြေအနေပြည်ဆိုင်ကိစ္စရပ်တွေဖုန်းနဲ့ဆွေးနွေးခဲ့ပါတယ်ထရန်ဟာ ယူကရိန်းကိစ္စဖြေရှင်းဖို့ဆိုပြီးယူကရိန်းသမ္မတဇီလန်စကီပူတင်တို့နဲ့ဆွေးနွေးခဲ့တယ်။ဥရောပတိုက်နိုင်ငံခေါင်းဆောင်တွေနဲ့ဆွေးနွေးခဲ့ပေမဲ့ဂူဒါရက်စ်ကိုတော့ထယ်သွင်းဆွေးနွေးခြင်းတော့မရှိပါဘူး။ရုရှားနဲ့အမေရိကန်ကျွမ်းကျင်သူတွေဟာယူကရိန်းဆိုင်ရာညှိနှိုင်းဆွေးနွေးမှုတွေအတွက်မလ24ရက်နေ့မှာဆော်ဒီမှာတွေ့ဆုံမယ်လို့ရုရှားသမ္မတကြံပေးဖို့ကိုရူအူရှီကော့ကတော့ပြောပါတယ်။ရုရှားကိုယ်စားလှယ်အဖွဲ့ကိုစီးနေလို့တော့မတ် ဂရီဂိုရီဂရာဇင်နဲ့ရုရှားထောက်လိုင်း FSB ခေါင်းဆောင်ကြံပေးပုဂ္ဂိုလ်စာဂျီဘေဇော်ဒါတို့ကဥဆောင်မှာလည်းဖြစ်ပါတယ်။ကုလတွင်မှုသောဂူတာရက်စ်အနေနဲ့အဲ့ဒီဆွေးနွေးပွဲတွေမှာပါဝင်ခြင်းနေပုံရပြီးကုလရဲ့ဂုဏ်သိက္ခာကိုတဖန်ပြန်လဲမြင့်တက်စေခြင်းပုံရတယ်လို့လေ့လာသူတွေကပြောပါတယ်။ပြင်သစ်သမ္မတအီမန်နျူအယ်မက်ခရွန်ကတော့ယူကရိန်းချင်းချင်းအာမဂန်ချက်အစည်းအဝေးကိုမကြခင်ပြီးသက်ဆုံးဖြတ်နိုင်မယ်လို့မျှော်လင့်ကြောင်းပြောပါတယ်။ ယူကရိန်းငြိမ်းချမ်းရေးနဲ့လုံခြုံရေးအာမခံချက်တွေနောက်ဆက်တွဲဆွေးနွေးပွဲကိုမလ29ပန်ဒရီမှာပြီးသက်ဆွေးနွေးမယ်လို့မက်ခရွန်ကပြင်သစ်သတင်းဌာနတွေနဲ့ပြောပါတယ်ယူကရိန်းစစ်တပ်ပံပိုးကူညီပေးဖို့နဲ့အနာဂတ်မှာရုရှားကြီးကြပ်မှုကိုကာကွယ်တားဆီးဖို့ပထမအဆင့်ဆွေးနွေးပွဲကိုမဟာမိတ်နိုင်ငံတွေကစီးပွားရေးချုပ်တွေနဲ့ပဲရစ်မှာကျင်းပခဲ့ပြီးဒုတိယအဆင့်နောက်ဆက်တွဲဆွေးနွေးပွဲဖြစ်လန်ဒန်မှာမလ20ရက်နေ့ကကျင်းပခဲ့တယ်လို့မက်ခရွန်ကပြောပါတယ်မလ29ဆွေးနွေးပွဲမှာအပြီးသက်ဆုံးဖြတ်ချက်ချနိုင်မယ်လို့မျှော်လင့်ကြောင်းဆိုပါတယ် ဒီဆွေးနွေးပွဲကိုယူကရိန်းသမ္မတဇလန်စကီဘာဖိတ်ကြားထားပြီးဥရောပတစ်ဖွဲ့တွေကပေးနိုင်မဲ့လုံခြုံရေးအာမဂန်ဂျက်တွေကိုစုံဖြတ်သတ်မှတ်သွားမယ်လို့ပြည်သူ့သမ္မတကပြောပါတယ်။ဘရက်ဆဲချင်းဆိုင်တရင်းနေမှာတော့မလ20ရက်နေ့ကကျင်းပခဲ့တဲ့ဥရောပသမ္မတထိပ်သီးဆွေးနွေးပွဲမှာယူကရိန်းတို့ကလက်နက်ကြီးကြီးဝယ်ဖို့ဒေါ်လာတန်း9000ကုန်ကြီးပေးဖို့အဆိုပြုချက်ကိုလည်းသဘောတူချမှတ်နိုင်ခဲ့ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဒါပေမဲ့နော်ဝေးနိုင်ငံကတော့လောလောဆယ်ယူကရိန်းမှာ လိုအပ်တဲ့အရာတွေအတွက် ထောက်ပံ့ပေးသွားဖို့အသင့်ရှိတယ်လို့ပြောလာပါတယ်။ယူကရိန်းသမ္မတဇီလန်စကီဟာနော်ဝေးကိုလည်းရောက်နေပြီးအဲ့ဒီမှာပဲနော်ဝေးကယူကရိန်းကိုဒေါ်လာတန်းထောင်နဲ့ချီပံ့ပိုးကူညီဖို့အသင့်ရှိတယ်ဆိုပြီးတော့ယူကရိန်းဝန်ကြီးဝင်ယူကရိန်းသမ္မတကိုနော်ဝေးဝန်ကြီးချုပ်ကပြောလိုက်တာဖြစ်ပါလေဒေါ်လာတန်း၈000ကုညီအတွက်နော်ဝေးဆိုရပါလီမန်နဲ့ပြည်သူတွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်လို့ဇီလန်စကီးကပြောပါတယ် အော်စလိုမှာနော်ဝေးဝန်ကြီးချုပ်နဲ့ပူးတက်သင်းစာရှင်ဘက်မှာပြောလိုက်တာပါ2025အတွက်မူလကဒေါ်လာတန်း3000လီဘာကူညီဖို့ဆုံးဖြတ်ထားရကနေဒေါ်လာတန်း8000လီဘာအထိတိုးမြှင့်ကူညီဖို့တညီတညွတ်တဲ့သဘောတူဆုံးဖြတ်တယ်။နော်ဝေးနိုင်ငံရေးပါတီအားလုံးကိုလည်းကျေးဇူးတင်ပါကြောင်းဇလန်စကီးကပြောပါတယ်။ပါလီမန်ဥက္ကဋ္ဌနဲ့နိုင်ငံရေးပါတီခေါင်းဆောင်အားလုံးကိုလူကိုယ်တိုင်တွေ့ဆုံပြီးကျေးဇူးတင်စကားပြောကြပါတယ်။ဇလန်စကီးကဘင်းနန်းတော်ကိုလည်းတွားပြီးတော့ နော်ဝေးအင်ရှိမင်းသားနဲ့ပြည်စုံတို့ယူကရိန်းကိုကူညီပေးမှုအလုံးအတွက်ပြည်သူတွေကိုစားကျေးဇူးတင်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။